မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ30ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိန်းတိုက်ပွဲသတင်းအရောမကွေးတိုင်းငဖဲမြို့နယ်ကနိုင်ရီကန်ဗျူဟာအနီးမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်တပ်ရဲ့ရှေ့တန်းကာကင်းစကမ်းတစ်ခုကိုအရခတက်တော် AA နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ထမှန်သိမ်းယူလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကာကင်းစခန်းတစ်ခုကိုထပ်သိမ်းလိုက်တာမှန်ပါတယ်။တရားဝင်သတင်းမထုတ်ပြန်သေးတာပါ။လက်ရှိမြေပြင်မှာကတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဆက်ပြီးတော့ဖြစ်ပွားနေသေးပါလို့မြေပြင်စီရေးသတင်းရင်းမြစ်တအုပ်ကပြောပြထားပါတယ်။နိုင်ရီကန်ဗျူဟာကငဖဲမြို့နယ်အပြင်အထက်မင်းလာမြို့နယ်နဲ့လည်းဆက်ဆက်နေပါတယ်။ငဖဲမြို့နယ်အတွင်းနိုင်ရီကန်ဗျူဟာပတ်ဝန်းကျင်မှာစက်တင်ဘာလပထမပတ်ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်80ထဲမှနေသေဆုံးခဲ့တယ်လို့အေအေကသတင်းထုတ်ပြန်ခဲ့ပါတယ်။ အထက်မဲလာမြို့နယ်အတွင်းမှာစက်တင်ဘာလ၁ရက်နေ့ကနေစက်တင်ဘာလ၁၈ရက်နေ့အတွင်းတိုက်ပွဲတွေမှာလည်းစစ်ကောင်စီအုပ်စုဘက်ကတေဆုံးသူအယောက်30ခန်းရှိတယ်လို့စစ်တုံးမဲအချုပ်ကိုလည်းဖမ်းဆီးရမိထားတယ်လို့အထက်မဲလာပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့ဤဆက်သူကပြောပြထားပါတယ်။အဲ့ဒီနောက်ပိုင်းမှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးတော့နောက်ထပ်ကာကင်းစခန်းတစ်ခုကိုတင်းယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။နိုင်ရီကံဗျူဟာကရခိုင်ပြည်နယ်အမ်းမြုံနယ်ကနေမကွေးတိုင်းပဲခူးတိုင်းဘက်ကိုထွက်တဲ့အမ်ဘရန်လမ်းပိုင်းနဲ့ဆက်ဆက်နေတဲ့စစ်ကောင်စီရဲ့အဓိကစခန်းကြီးတစ်ခုဖြစ်တယ်လို့သိရပါဗျ ရခိုင်ပြည်နယ်နဲ့ဆက်ဆက်နေတဲ့ဧရာဝတီမကွေးပဲခူးတိုင်းနယ်စပ်ဒေသတွေကိုရှမ်းပြည်နယ်တောင်ပိုင်းမိုင်းပန်အခြေစိုက်စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခစက်ကွန်လက်အောက်ခံတိုင်ရင်တွေကိုပြီးခဲ့တဲ့ဩဂတ်လကစပြီးတော့စစ်ကောင်စီကပို့ဆောင်ခဲ့တာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပြီးတော့တင်ဆက်ပေးရမယ်အရေးကြီးသတင်းကတော့မန္တလေးတိုင်းပြည်ဦးလွင်မြို့နယ်အုံချောရွာအနီးရှစ်ထက်ရေတံခွန်မှာရုရှားနိုင်ငံသားများအပါအဝင်၅ဦးရေထဲကိုမျောပါသွားပြီးတော့အမျိုးသမီး၂ဦးသေဆုံးက၂ဦးပျောက်ဆုံးနေဆဲဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကစက်တဘာလ29ရက်နေ့ညနေ3နာရီခွဲအချိန်ကမှပြင်းလွင်မြို့နယ်ဇီးပင်ချေးရွာအုပ်စုအုံနယ်ရေအရှိချေးရွာမှာရှိတဲ့ရှစ်ထပ်ရေတကောင်ကိုရုရှားနိုင်ငံသားများအပါအဝင်အမျိုးသားအမျိုးသမီး14ဦးတွားရောက်ပြီးတော့ရေကစားခဲ့ကြတယ်လို့သိရပါဗျ။အခုလိုရေကစားနေတဲ့အချိန်မှာလူ9ဦးဟာတုံးတက်ရေတကောင်ကိုပြုတ်ချသွားတယ်လို့သိရပါဗျ။တေဆုံးသူအမျိုးသမီး2ဦးကမြန်မာနိုင်ငံသူ2ဦးနဲ့နိုင်ငံသားသူ2ဦးပါ။ သွားတာက14ယောက်သွားတာ9ယောက်ကရေထဲကိုဆင်းနေအခုလောလောဆယ်တော့တိမ်ဆုံးသွားတဲ့အလောင်းနှလောင်းနဲ့အသက်ရှင်လျက်ရုရှားနိုင်ငံသားတယောက်ကိုကယ်ထားနိုင်ခဲ့ပါတယ်ဒီကနေ့မနေ့ကစပြီးတော့ပျောက်ဆုံးနေတဲ့အမျိုးသမီးနှစ်ဦးကိုရှာဖွေနေပါတယ်နိုင်ငံသားသူတအုပ်နဲ့မြန်မာနိုင်ငံသူတအုပ်ပျောက်ဆုံးနေတာပါ ကျန်တဲ့၁၄ဦးရဲ့အချက်လက်ကတော့မသိရသေးဘူး။တောင်ချရီရုတ်တရက်ကျလာလို့ပါသွားတဲ့သဘောပါလို့ရှာဖွေကယ်ဆယ်ရေးလှုပ်ဆောင်နေသူတအုပ်ကပြန်လည်ပြောပြထားပါတယ်။အဲ့ဒီရေဒဂုံကိုမြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မန္တလေးတိုင်းရုံးကရှာဖွေကယ်ဆယ်ရေးရင်နဲ့ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များကမြို့နယ်နဲ့နေမြေကန်ညီနောင်များအဖွဲ့ကတက်ဆိုင်ရာအဖွဲ့အစည်းများနဲ့အတူရှာဖွေကယ်ဆယ်ရေးများကိုပြုလုပ်ခဲ့ရာညနေ9နာရီအချိန်မှာအသက်43နှစ်အရွယ်ရုရှားနိုင်ငံသားအမျိုးသားတအုပ်ကို6ရောက်ကျိုးတဲ့ဒဏ်ရာနဲ့အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ညနေ6 6နိုင်လောက်မှာတေဆုံးသူမြန်မာနိုင်ငံသူတအုပ်နဲ့နိုင်ငံသားသူအမျိုးသမီးတအုပ်တို့ကိုထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါဗျာ။ ်အခုလိုမျိုးရှာဖွေကယ်တင်နိုင်ခဲ့တဲ့ညာဘက်6ရောက်ကျိုးတဲ့ထိခိုက်ဒဏ်ရာရရှိသွားတဲ့ရုရှားနိုင်ငံသားကိုမြန်မာနိုင်ငံလူမှုကွန်ရက်ကယ်ဆယ်ရေးအဖွဲ့ပသိမ်ကြီးမြို့နယ်ထောင်ရလူမှုကယ်ဆယ်ရေးအဖွဲ့ကအသင်းကနဲ့၎င်းပေးဆုံးသူအမျိုးသမီးနှောက်ရဲ့ရုပ်လောင်းကိုမြန်မာနိုင်ငံလူမှုကွန်ရက်ကယ်ဆယ်ရေးအဖွဲ့ပသိမ်ကြီးမြို့နယ်စေတနာမွန်လူမှုကွန်ရက်ရေးအဖွဲ့အုံကျော်ကနဲ့၎င်းပြင်းလွင်ဆေးရုံကြီးကိုပို့ဆောင်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းကမြို့နယ်အချို့မှာမိုးသည်ထန်စွာရွာသွန်းလို့တောင်ကျရေဆင်းလာတာနဲ့ချောင်းရေရှမ်းလာတွေဖြစ်ပွားနေပြီးပုတ်တွင်းမြို့နယ်ညောင်ချောင်ဈေးရုံဝင်းထဲကိုရေတွေစီးဝင်လာတာကြောင့်လူနာတွေကိုအေးပေါ်ကဲထုတ်ခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့စက်တဘာလ30ရက်နေ့မနက်9နာရီကမှဈေးရုံထဲကိုရေတွေစီးဝင်လာတာလို့လူမှုကွန်ရက်အဖွဲ့ဝင်တဦးကပြောပြထားပါဗျ။မိုးကတဲတဲမဲမဲကိုယွာနေတာအထက်ကနေဆင်းလာတာတွေလည်းပါတယ်ဈေးရုံအခန်းနေတဲ့အထီကိုရေတွေမြုပ်လာလို့လူနာတွေကိုအကုန်ဆွဲထုတ်ခဲ့ရတယ် လူနာတွေကိုအကုန်ကယ်တင်နိုင်ခဲ့ပါတယ်လို့၎င်းကရှင်းပြထားပါတယ်။အော်တွင်းမြို့နယ်မှာပြီးခဲ့တဲ့စက်တင်ဘာလဇန်းကလည်းစစ်တောင်းမြေကြီးမြင့်တက်ပြီးတော့ကမ်းမပြိုလို့အရက်သားထိခိုက်သေးဆုံးမှုတချို့ရှိခဲ့ပါတယ်။လက်ရှိမှာအော်တွင်းမြို့နယ်အပြင်တောင်ကူရေဒါရှိမြို့နယ်တွေမှာလည်းမိုးကောင်းနေတယ်လို့သတင်းရရှိထားပါတယ်။ပဲခူးတိုင်းနဲ့ဆက်ဆက်နေတဲ့နေပြည်တော်မှာလည်းမိုးကောင်းနေပါတယ်။ဒီကနေ့မနေ့ပိုင်းမှာနေပြည်တော်လယ်ဝေးမြို့ကပတ်တာချောင်းရည်နဲ့ တက်ကုန်းမြို့ကနဝင်းချောင်းရေများပြီးတော့တစ်တုံးနေနဲ့အမိုက်တွေမျောပါလာတာကြောင့်ချောင်းကမ်းပါတွေမှာမနေကြဖို့အတွက်ဒေသခံတွေအချင်းချင်းသတိပေးနေကြပါတယ်။ပြီးခဲ့တဲ့စက်တဘာလ20ရက်နေ့နောက်ပိုင်းကဘင်္ဂလားပင်လယ်အော်မှာဖြစ်ပွားခဲ့တဲ့လေပြင်းအားနယ်ရပ်ဝန်းနဲ့တောင်တရုတ်ပင်လယ်ကအင်အားပြင်းတဲ့မုန်တိုင်းရာဂါစာတို့ရဲ့အရှိန်ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းနေပြည်တော်နယ်မကွေးတိုင်းပဲခူးတိုင်းတို့မှာရေကြီးနှင်းမြုပ်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းဒနုကိုပိုင်းအုပ်ချုပ်ခွင့်ရဒေသရွာငံမြို့နယ်မှာစက်တဘာလ24ရက်နေ့ကဘိုးသဲထံပြီးတော့တောင်မြေပြိုလို့ စစ်ဘေးရှောင်ပြည်သူ၁၀ဦးတေဆုံးခဲ့ရပါတယ်။မကွေးတိုင်းနမောင်မြို့နယ်မှာလည်းမိုးများပြီးတော့စက်တင်ဘာလ28ရက်နေ့ကအောင်ပန်းကျွန်းဆယ်ကျိုးကျခဲ့တယ်လို့သိရပါတယ်။ဆယ်ရဲ့အောက်ဘက်ကမဲဆလီပင်ရွာကိုလည်းရေတွေတိုက်စားပြီးတော့နေအိမ်တချို့မျောပါသွားခဲ့တယ်လို့သိရပါတယ်။နေအိမ်တလုံးပေါ်ကမိသားစုဝင်6ဦးရေစီးနဲ့မျောပါပြီးတော့တေဆုံးသွားခဲ့တယ်လို့ဒေသခံတွေကအတည်ပြုပြောကြားထားပါတယ်။ဒါ့အပြင်မကွေးတိုင်းနယ်ကရောဒေသမြို့နယ်တွေမှာလည်းတောင်ကျချောင်းရီတွေချောင်းရီရှန်တာတွေဖြစ်ပွားနေပါတယ်။လက်ရှိမှာလည်းဘင်္ဂလားပင်လယ်အော်မှာလေပြင်းအားနဲ့ရေဝံ ောင်ဆက်လက်ရှိနေပြီးတော့ဖိလစ်ပိုင်နိုင်ငံကိုဝင်ရောက်ခဲ့တဲ့တောင်တရုတ်ပင်လယ်ကတောင်ဖုံမုံတိုင်းဘူဝါလိုအရှိန်ကြောင့်မြန်မာနိုင်ငံမှာမိုးကြီးမဲ့သတိပေးချက်တွေကိုအမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲဝင်ကြီးဌာန MOHDM ကထုတ်ပြန်ထားပါတယ်ဒီကနေ့စက်တဘာလ30ရက်နေ့မှာရှမ်းပြည်နယ်တောင်ပိုင်းမန္တလေးတိုင်းကရင်ပြည်နယ်ပဲခူးတိုင်းနဲ့တနင်္သာရီတိုင်းအော်တိုဘာလ10ရက်နေ့နဲ့2ရက်နေ့မှာကချင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းရှမ်းပြည်နယ်မန္တလေးတိုင်း ချင်းပြည်နယ်ရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုးကြီးပြီးလေပြင်းတိုက်ခတ်နိုင်တယ်လို့သတိပေးထားပါတယ်။လက်ရှိရာသီဥတုအခြေအနေအရမြေရေကြီးခြင်းတည်ရပြည့်ရေလွှမ်းမှုခြင်းတောင်ကျချောင်းရေရှမ်းခြင်းနဲ့မြေပြိုခြင်းများကိုအထူးသတိထားကြဖို့ MOHDM ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတဝမ်းလုံးမှာရှိတဲ့ပြည်သူများကိုလေကြောင်းတိုက်ခိုက်မှုများအပါအဝင်ပုံစံမျိုးစုံနဲ့နေစဉ်တပ်ဖြတ်နေတဲ့အချမ်းဖတ်စစ်ခွေးခေါင်းဆောင်မင်းအောင်လှိုင်ကတိုင်းပြည်ရဲ့ဗကရီအခြေအနေဟာအမြင်မကျေမှုနဲ့ပြည်ညာရေးအားနည်းမှုကြောင့်ဖြစ်တယ်လို့ပြည်တင်ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကရုရှားကနေပြီးတော့မြန်မာနိုင်ငံကိုအပြန်လေရင်ပေါ်မှာစစ်ခွေးလောက်ခံဝါရဖြန့်တဲ့ဘောမသတင်းမီဒီယာများကို၎င်းကအခုလိုမျိုးပြောဆိုလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။ မြန်မာနိုင်ငံမှာနိုင်ငံရေးသဘောထားကွဲလွဲမှုများကိုအမြင့်ကျယ်ကျယ်နဲ့လှုပ်ရန်လိုအပ်ကြောင်းနိုင်ငံရေးဘာသာရေးနဲ့တိုင်းရင်းသားအရေးအယတချို့ပြောဆိုနေမှုများဟာအားအနေချက်များရှိနေကြောင်းအမြင့်ကျယ်ကျယ်ပြောဆိုလုပ်ကိုင်ရင်ပုံမှန်ကောင်းနိုင်ကြောင်းလက်ရှိတိုင်းပြည်ရဲ့အခြေအနေကြုံနေရခြင်းဟာပညာရေးအားအနေချက်ကြောင့်ဖြစ်တယ်လို့မင်းအွန်လိုင်းကပြောဆိုလိုက်ပါတယ်။ နိုင်ငံရေးအရာသဘောထားကွဲလွဲမှုတွေလည်းပြည်ထောင်စုရဲ့အကျိုးကိုရည်မှန်းပြီးတော့အမြင့်ကျယ်ကျယ်နဲ့လှုပ်ဖို့လိုတယ်တချို့ပြောနေကြတာဆိုတာကအားနည်းချက်တွေရှိတယ်လို့ကျွန်တော်မြင်တယ်အဓိကကတော့တို့နိုင်ငံရေးအရာဘာသာရေးအရာတိုင်းရင်းသားရေးအရာတချို့ပြောဆိုနေတာလေးတွေပေါ့ပြောဆိုနေတာလေးတွေကဒီထက်ပိုပြီးတော့အမြင့်ကျယ်ကျယ်နဲ့ပြောနိုင်ဆိုနိုင်လှုပ်ကြိုင်နိုင်မယ်ဆိုရင်ပိုကောင်းမယ်လို့ကျွန်တော်မြင်ပါတယ်ဗကတိတိုင်းပြည်မှာဖြစ်ပျက်နေတဲ့အခြေအနေကပညာရေးအားနည်းတဲ့အခြေအနေမှာရှိတယ်လို့မြင်တယ်လို့ စစ်ခွေးမင်းအောင်လိုင်ကပြောဆိုလိုက်ပါတယ်အကြဖတ်စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်ကစစ်တပ်ကပြုတ်လို့မဲ့ရွေးကောက်ပွဲကိုပူးပေါင်းပြီးတော့ဆောင်ရွက်ကြရတယ်ပါတီစုံဒီမိုကရေစီအမှန်တကယ်လိုချင်ပါကစန့်ကျင်မှုကနကောစားမလုပ်နေဘဲနဲ့ပူးပေါင်းဆောင်ရွက်ရလိမ့်မယ်လို့မကြာခဏဆိုသလိုစစ်တပ်လက်အောက်ခံဝါဒဖြန့်ဘောမမီဒီယာများကနေတဆင့်ထုတ်ဖော်ပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရေဦးမြို့နယ်ဖန်90ရွာဖုန်ကြီးကျောင်းနယ်တန့်ဆယ်မြို့နယ်မှာရှိတဲ့ကျေးရွာများကိုအချက်မဲ့စစ်တပ်က gyrocopter ၃၀စီးနဲ့၄ချိန်ဘုံကျဲတက်ခတ်ခဲ့ရာပြည်သူများထိခိုက်ဒေဆုံးမှုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစက်တဘာလ29ရက်နေ့မုံလွဲ2နာရီကျော်ခန့်ကစတင်ပြီးတော့အချမ်းမဆက်တက်ကရေဦးမြို့နယ်ဖန်90ရွာဖုန်ကြီးကျောင်းအပါဝင်တန့်ဆယ်မြို့နယ်မှာရှိတဲ့ကျေးရွာများကို gyrocopter ၃စီးနဲ့၄ချိန်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်ဒေဆုံးမှုရှိပြီးတော့ဖန်ကားစင်ရွာဖုန်ကြီးကျောင်းလေးကျောင်းတိုက်ခိုက်မှုအတွင်းမှာအမျိုးသမီးတအုပ်ထိမှန်ဒေဆုံးခဲ့တယ်လို့ကနအုပ်သိရှိရတယ်လို့ပြောပါတယ်။လက်ရှိအချိန်မှာရေဦးမြို့နယ်နဲ့တန်ဆယ်မြို့နယ်အဆက်မှာရှိတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။မနေ့ကမွန်လွယ်ပိုင်းမှာနမခါကနေတက်လာတဲ့ဂျိုင်ရိုကော်ပတာ၃စီးက ရေဦးနယ်မြောက်ဘက်ချမ်းဖန်ခါစင်ရွာဖုံကြီးကျောင်းနဲ့တန်းဆယ်နယ်တောင်ဘက်ချမ်းမှာရှိတဲ့ရွာတွေကို၄ချိန်ဘုံကျဲတက်ခိုက်သွားတာပါတန်းဆယ်နယ်တောင်ဘက်ချမ်းကဘယ်ရွာတွေကိုကျဲသွားလဲဆိုတာတော့အတိမပြွနိုင်သေးဘူးအခုကျဲခံရတဲ့ရွာတွေကရေဦးမြောက်ချမ်းနဲ့တန်းဆယ်တောင်ချမ်းမြို့နယ်နှစ်ခုအဆက်ကရွာတွေပါဖန်ခါစင်ရွာကအမျိုးသမီးတိတ်ဆုံးတယ်လို့တော့ကနအုပ်သတင်းရထားတယ်လို့ရေဦးနောက်ချမ်းကသတင်းနဲ့တာဝန်ခံထူးခန့်စွာအမေသားကပြောပြထားပါဗျာ အချမ်းမစစ်ခွေးတက်ရဲ့ဂျိုင်ရိုကော်ပတာ3စီးဟာစက်တဘာလ22ရက်နေ့မှာမိထီလာရှမ်းတဲ့လေတပ်ကနေနမခါကိုရောက်ရှိလာပြီးတဲ့နောက်ရေဦးမြို့နယ်နဲ့တန်ဆယ်မြို့နယ်အတွင်းစတင်တိုက်ခိုက်မှုများကိုလှုပ်ဆောင်လာကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းအရောမကွေးတိုင်းဆလင်းမြို့နယ်စင်ဖြူကျွန်းမြို့နွေတမဲတံတားမှာအခြေပြုတပ်ဆွဲထားတဲ့ခလိုက်ရ2-5လေးတိုင်ရင်ကစစ်မှုထမ်းတပ်သားတဲ့တအူးဟာတနက်တက်လက်နဲ့ခဲယမ်းများကိုယူဆောင်လာတဲ့အတွက် ကွန်ပျူစုံွေငွေကျပ်သိန်းတရာချင်းမြင့်ပေးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ20ရက်နေ့မှာ14မြို့နယ်ဆင်ဖြူကျွန်းမြို့နွေတမဲတရားဂိမ်းမှာတာဝန်ချနေတဲ့အချိန်ခလိုက်ရ2-5လေးတရင်ကစစ်မှုထမ်းတပ်သားတက်ထမျက်ထွန်းဟာတနက်တက်လက်ကိုယူဆောင်လာပြီးတော့မင်းမှုခရိုင်အမှန်ငါတရင်ထံကိုအလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါဗါး။အခုလိုအလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတက်ထမျက်ထွန်းက စစ်ပညာသင်တန်းအပတ်စဉ်တင့်မြင့်ဆောင်2024သင်တန်းတက်ရောက်ခဲ့ပြီးတော့ MA2 တလက်ဂျီပေါက်3ခုဘောက်ဝိုင်းတစ်ခုလက်ပြပုံးတစ်လုံး 5.56G 145000တော့ကိုယူဆောင်လာကအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတဲ့ထမြက်ထွန်းဟာရခိုင်ကတော်လိုင်းထောက်ဖို့ရဲဘော်ဟောင်းတို့ဖြစ်ပြီးတော့ထောက်ဖို့လုပ်ငန်းလှုပ်ဆောင်တဲ့အချိန်2023ခုနှစ်ခုနှစ်လပိုင်းမှာလမ်းပေါ်မှာပေါ်တာဆွဲခံလိုက်ရပြီးတော့ပြင်းဦးနဲ့မန္တလေးကြားကမန္တလေးစုဆောင်ရေးတပ်910မှာ 3လတက်ပြီးတဲ့နောက်တောင်ကြီးဟိုပုံးမြို့မှာ6လတင်းနဲ့တက်ရောက်ခဲ့ကပခောက်ကူတက်မှ100ကိုရောက်ရှိလာပြီးအဲ့ဒီကားမှာ10ခလိုက်ရ25လေးတက်ရင်းနဲ့ကိုရောက်ရှိလာပြီးတော့အလင်းဝင်ရန်ဆုံးဖြတ်ခဲ့တယ်လို့၎င်းကရှင်းပြထားပါတယ်ကိုဖိုးထက်ခေါ်ကိုထက်မြတ်ထုံးက20ရက်နေ့ကလက်နက်နဲ့တူအလင်းဝင်ခဲ့တာဖြစ်ပါတယ်အလင်းဝင်လာတဲ့သူကစစ်မှုထမ်းတင်ထမ်းကိုတောင်ကြီးဘက်ဟိုပုံးမြို့မှာတက်ရောက်ခဲ့တာပါအလင်းဝင်လာတဲ့သူကသူ့ဘလို့ချိတ်ဆက်ပြီးဝင်လာလဲဆိုတော့သူ့ရဲ့ဇာတိဘက်ကနေသူ့ညီကနေတဆင့်ဂျားကန်ကျွန်တော်တို့နဲ့ကျွန်တော်တို့တိုက်ရင်ကစခန်းမှုစီကိုချိတ်ဆက်လာတာပါ မြို့နယ်ထဲမှာရှိနေတဲ့အတွက်တွားရောက်ကြိုခဲ့ပါတယ်သူတက်အထိုင်နေရာကနေပြီးတော့ကြိုးလာတာပါအလင်းဝင်လာတဲ့သူကသူနေထိုင်တာကတော့မြင်းကြံဘက်ကပါစိတ်ချရအောင်သူ့ရဲ့နယ်မြေအထိပို့ဆောင်ပေးခဲ့ပြီးမှဒီတရင်ကိုတင်ခဲ့တာပါကိုဖိုးထက်ကရခင်က PDF အဖွဲ့အစည်းတစ်ခုရဲ့ထောက်ပို့ရဲဘော်ဟောင်းတအုပ်ဖြစ်ပြီးတော့ထောက်ပို့လုပ်ငန်းလုံဆောင်တဲ့အချိန်ပြင်းလွင်မန္တလေးကြားမှာပေါ်တာဆွဲခံရတာပါ မိမိကိုယ်တိုင်အမှားမှန်ခွဲခြားပြီးတော့ပြည်သူလူထုဘက်ကနေရက်တည်ပြီးအကြမ်းဖက်စစ်အာဏာရှင်လက်အောက်ကနေရုံးထွက်ခဲ့မဲ့ညီသူကိုမစိုးမင်းဘူးခင်ရအတွေ့တော်လိုင်းအဖွဲ့အများကတွားရောက်ပြီးတော့ကြိုးစိုးပေးမယ်လို့မင်းဘူးခင်အမှန်ငါတရင်ကတောင်းရှိသူတို့ကပြောပြထားပါတယ်အဲ့ဒီအလင်းဝင်လာတဲ့စစ်မှုန်တန်းတပ်သားတဲ့ထက်မြက်ထုံးကိုမင်းဘူးခင်အမှန်ငါတရင်က ငွေချက်သိန်း100ချက်တိတိကိုဂုံပြုစုငွေချင်းပြည့်ပေးအပ်ခဲ့ပြီးတော့သူဖြစ်ချင်တဲ့ဆန္ဒအတိုင်းဆက်လက်လှုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ပြောပါရယ်အခုလိုမျိုးအချမ်းမတ်စစ်တပ်ရဲ့လက်အောက်ကနေရုံးထွက်ပြီးတော့တော်လိုင်းတပ်ဖွဲ့များထံကိုပူးပေါင်းပါဝင်ခြင်းသူများကိုလည်းမင်းမှု KI မှာရှိတဲ့တော်လိုင်းတပ်ဖွဲ့များကဝမ်းမြောက်ဝမ်းသာကြိုးစိုးလျက်ရှိကြောင်းမင်းမှု KI အမှန်ငါတက်ရင်ကအတိပေးနှိုးဆော်ထားပါတယ်။အလားတူပဲတနင်္သာရီတိုင်းတေအချောင်းမြို့နယ်၄၅တက်ရင်ကစစ်မှုထမ်းအပတ်စဉ်၁၁တင်းနန်းစင်းစစ်မှုထမ်းတပ်သားတက်အူးဟာ တနက်ယူဆောင်လာခြင်းမရှိဘဲနဲ့ဒုရကစစ်ကြောင်းထံကိုအလင်းဝင်လာခဲ့တယ်လို့သိရပါတယ်။စက်တမလ18ရက်နေ့မှာတရားချောင်းမြို့နယ်၄၅တပ်ရင်းကစစ်မှုထမ်းတပ်သားတဦးဟာတနက်ယူဆောင်လာခြင်းမရှိဘဲဒဝေအမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ဒုရကစစ်ကြောင်းထံကိုအလင်းဝင်လာတယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့သူက ၄၀၅တက်ရင်ကပါတနက်တော့မပါလာဘူးစစ်မှုထမ်းတပ်သားတဲ့အမိကမောင်ဝေပါစစ်မှုထမ်းတင်တန်းကိုတော့တောင်ကုန်မြို့နယ်အုတ်ကွေးမှာတက်ရောက်ခဲ့တာပါစစ်မှုထမ်းတင်တန်းအပတ်စဉ်ကဆက်တဲ့ပါအလင်းဝင်လာတာကတော့စက်တင်ဘာလ18ရက်နေ့ကဝင်လာတာပါလို့ဒုရိကစစ်ကြောင်းကတောင်ရှိသူကပြောပြထားကြောင်းသတင်းရရှိပါတယ်ခမောင်အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ